ဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ Facebook အသုံးပြုတဲ့မိတ်ဆွေတွေအတွက်ကိုယ့်ရဲ့ဖုန်းထဲမှာသုံးခဲ့ဘူးသမျှ Facebook ကအားလုံးရဲ့ password တွေအားလုံးကိုကျွန်တော်မေ့နေရဆိုရင်တနေရာတွေကနေအလွယ်တကူပြန်ကြည့်လို့ရမယ့်နည်းလမ်းလေးကိုအစအဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်။တခါတရံကြာရင်ကျွန်တော်အရင်တော့ကဟိုအသုံးပြုခဲ့တဲ့ Facebook account တွေပဲဖြစ်ဖြစ်အခုလက်ရှိအသုံးပြုနေတဲ့ Facebook account ကိုပဲဖြစ်ကျွန်တော် password တွေမေ့နေတဲ့အခါမျိုးမှာဆိုရင်ဒီနည်းလမ်းလေးနဲ့အလွယ်တကူပြန်ကြည့်လို့ရပါတယ်ခင်ဗျာ။ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိရဲဒီ Chrome browser တွေကိုအရင်ဆုံးဝင်ရမှာပေါ့နော်ဒီ Chrome browser တွေကိုအရင်ဆုံးသွားလိုက်ပါခင်ဗျာ။ ခရွန်ဒရော့ကလည်းရောက်ပြီဆိုရင်ကျွန်တော်ပထမဦးဆုံးအနေနဲ့ဘာလုပ်ပြရမလဲဆိုရင်ကျွန်တော်ဒီနေရာမှာ Gmail အကောင့်လော့ဂင်ဝင်တဲ့နေရာလေးရှိရပေါ့နော်အဲ့ Gmail ကတော့ကျွန်တော်တို့ဖုန်းထဲမှာအများရန်အသုံးပြုတဲ့ Gmail ဖြစ်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့အဲ့ကျွန်တော်အခုအနီဝိုင်းမိများလေးထုတ်ပြပေးထားတဲ့ profile လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့အဲ့မှာ Gmail ကလော့ဂင်ဝင်ရတယ်ဆိုရင်အဲ့နေရာလေးကို Gmail ကလော့ဂင်ဝင်ပေးလိုက်ပါကျွန်တော်အများရန်အသုံးပြုနေတဲ့ Gmail ဆိုရင်ပို့ပြီးတော့အဆင်ပြေပါတယ် အဲ့ဒီအရလေးကိုနှိပ်ဝင်ပြလိုက်ပါတော့ကျွန်တော်ကတော့ဂျီမီကော့တော့မဝင်ပြတော့ဘူးအဲပြီးပြီဆိုရင်ကျွန်တော်ဂျီမီကော့လည်းဝင်ပြီးပြီဆိုရင်ကျွန်တော်ဒီတောင်းမှာရှိတဲ့ဒီအဆက်လေး30ပေါ့နော်ဒီကျွန်တော်မျှထုတ်ပြပေးထားရဲတောင်းကအဆက်လေး30ကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျဒီအဆက်လေး30ကိုတစ်ချက်နှိပ်ပြီးပြီဆိုရင်ကျွန်တော်ဒီဘေးမှာ setting ဆိုပြီးတော့ဒီ setting icon လေးနဲ့ပေါ့နော်အဲဒီ setting ဆိုတာလေးကိုထပ်ပြီးတော့တွေ့ရပါလိမ့်မယ်ခင်ဗျအဲ setting ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျ စတင်ဆိုတာလေးကိုနှိပ်လိုက်ရင်ကျွန်တော်အမြဲတမ်းအသုံးပြနေတဲ့ဂျီမေးကိုကျွန်တော်ဟုတ်မဟုတ်ကိုဒီမှာအလွယ်ကူကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်မဟုတ်ဘူးဆိုရင်လည်းအဲ့ဂျီမေးနေရာလေးကိုနှိပ်ပြီးတော့လောလုပ်ပြီးတော့ကျွန်တော်အမြဲတမ်းအသုံးပြနေတဲ့ဂျီမေးကိုဆိုင်းရင်ဝင်ပြလို့ရပါတယ်ခင်ဗျာအဲကျွန်တော်ကဒါအမြဲတမ်းအသုံးပြနေတဲ့ဂျီမေးပေါ့နော်ပြီးပြီဆိုရင်ကျွန်တော်အောက်ကိုနည်းနည်းဆွဲလိုက်ပါဗျာအောက်ကိုနည်းနည်းဆွဲလိုက်ရင်ဒီမှာ Google Password Manager ဆိုတာလေးကိုကျွန်တော်ထပ်ပြီးတော့တွေ့ရပါလိမ့်မယ်ခင်ဗျာဒီ Google Password Manager ဆိုတာလေးပေါ့နော်အဲ့ဟာလေးကိုတွေ့အောင်ရှားလိုက်ပါရှားပြီးရင်အဲ့ဟာလေးကိုတစ်ချက်နှိပ်ပြီးလိုက်ပါခင်ဗျာ အဲဒီနေရာမှာကျွန်တော်တို့ Google Password Manager ဆိုပြီးရှာလိုက်ဒီမှာအများကြီးဒီလိုမျိုးပေါ်လာပါလိမ့်မယ်အဲ့အများကြီးတဲ့ကမှာကျွန်တော်တို့က Facebook Password ကိုပဲကျွန်တော်ကတည်ကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအပေါ်မှာ share ဖောက်ကလေးရှိရပါတော့ကျွန်တော်အခု၄တော့၄အနီလေးဝိုင်းပြီးတော့ဒီမြားလေးထုတ်ပြပေးထားတဲ့နေရာလေးပေါ့နော်အဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျအဲ့နေရာလေးကိုတစ်ချက်နှိပ်ပြီးကျွန်တော် Facebook လို့ရေးရှာလိုက်ပါ FAC VOK ပို့ပေါ့နော် Facebook လို့ရေးရှာလိုက်ရင်ကျွန်တော်ဒီအောက်မှာ facebook.com ဆိုပြီးတော့ပေါ်လာပါလိမ့်မယ်ခင်ဗျဒီလိုမျိုးလေးပေါ့နော်အဲ့ facebook.com ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြီးလိုက်ပါခင်ဗျ အဲ့ဒီနေရာမှာမိတ်ဆွေတို့ကဖုန်းဆက်ခရင်ကမဲနေမလားတော့မသိဘူးကျွန်တော်ဘာလို့ခိုင်းတာလဲဆိုရင်အဲ့ Facebook ဆိုတာလေးကိုနှိပ်လိုက်ရင်သူကကိုဖုန်းမှာရှိတဲ့ user log ကိုဖွင့်ခိုင်းပါလိမ့်မယ်ဖင်ကားဆိုလဲဖင်ကားကျွန်တော်ပတ်တန်ဆိုလဲပတ်တန်ပင်ဆိုလဲပင်ပေါ့နော်အဲ့ log လေးကိုတစ်ချက်ဖွင့်ပေးလိုက်ပါအဲ့ဖွင့်ပေးလိုက်ပြီဆိုရင်တော့ကျွန်တော်ဒီလိုမျိုးတန်းစီပြီးတွေ့ရပါလိမ့်မယ်အဲ့ကျွန်တော်ဒီနေရာမှာကို ဖုန်းထဲမှာအသုံးပြုခဲ့တဲ့ Facebook ကောဘယ်နှခုကိုပြန်ကြည့်လို့ရမလဲဆိုတာပါကျွန်တော်ဒီနေရာမှာတစ်ခါလေးကြည့်လို့ရရပါတော့ဒါဆိုရင်ကျွန်တော်သင် Facebook က16ခုပေါ့နော်အကောင့်16ခုကိုပြန် password ပြန်ကြည့်လို့ရရဆိုရနေထားပါဒီနေရာမှာ3ဟို3အကောင့်လို့ပုံနေဆိုရင်ဒါ Facebook ကော3ခုကိုကျွန်တော် password ပြန်ကြည့်လို့ရရဆိုရနေထားပါတော့ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီဒီလိုမျိုးလေးပေါ်လာပြီဆိုရင်ရပါပြီခင်ဗျအဲကျွန်တော်ဘယ်လိုမျိုးကြည့်ရမှာလဲဆိုရင်ကျွန်တော်ဒီမှာပေါ့နော် sample တစ်ခုပြပေးမယ် ီအကုနည်းနည်းဆွဲလိုက်ရင်ဒီမှာကျွန်တော်တို့ကြည့်ကျင်တဲ့ Facebook အကောင့်ရဲ့ Gmail ကိုကျွန်တော်တို့ဒီအပေါ်မှာတွေ့နိုင်တယ်ပေါ့နော်ဒါ Facebook ကောက်ဖွင့်ထားတဲ့ Gmail ပေါ့နော်ဒါမှမဟုတ်ဖုန်းနံပါတ်ဆိုလည်းဖုန်းနံပါတ်နဲ့ပေါ့နော်မှာပုံနေပါလိမ့်မယ်ဗျဒါဆိုရင်အဲအဲ့ Facebook ကောက်ရဲ့ကျွန်တော်တို့ password ကိုဒီ Gmail နဲ့ဖွင့်ထားတဲ့ Facebook ကောက်ရဲ့ password ကိုသိကျင်နေဆိုရင်ဒီအောက်မှာရှိရဲ့ဒီ asset ကလေးတွေပဲပေါ်နေရပါတော့ဒီ asset ကလေးပဲပေါ်နေရဒီနောက်မှာရှိရဲ့ဒီမျိုးလုံးပုံစံလေးကိုတစ်ချက်နှိပ်ပြရမှာဖြစ်ပါတယ်ဗျဒီမျိုးလုံးပုံစံလေးကိုတစ်ချက်နှိပ်ပြလိုက်ပါဒီမျိုးလုံးပုံစံလေးကိုပေါ့နော် အဲမျိုးလုံးပုံစံလေးကိုနှိပ်လိုက်ပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ password ကိုကျွန်တော်တို့ဒီမှာဒီလိုမျိုးအလွယ်တကူတွေ့မြင်နိုင်ပြီပဲဖြစ်ပါတယ်ဗျဒီလိုမျိုးအလွယ်တကူတွေ့မြင်နိုင်ပြီပဲဖြစ်ပါတယ်အခြားဟို Gmail နဲ့ဖွင့်ထားတဲ့ Facebook account တွေကိုလည်းကျွန်တော်အလွယ်တကူဒီမှာဝင်ပြီးတော့ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်ဗျဒီလိုမျိုးအလွယ်တကူဝင်ကြည့်လို့ရပါတယ်ဒီနီးလန်းလေးကလူတိုင်းရနိုင်တယ်လို့မဆိုလို့ပြင်မဲ့ရောက်တရမှာရောက်80လောက်တော့ရနိုင်ပါတယ်ဘာကြောင့်လဲဆိုရင်အခုနောက်ပိုင်းပေါ့နော်အခုနောက်ပိုင်းမဟုတ်ပါဘူးလွန်ခဲ့တဲ့3နှစ်လောက်ကလေးကကျွန်တော်တို့ဒီဖုန်းမှာဖြစ်ကွန်ပျူတာမှာဖြစ်ဖြစ်ဒီ Gmail account တွေတုံးနေဆိုရင် ီ account တစ်ခုခု login ဝင်ပြီဆိုတာနဲ့ password ကိုသူက auto save ရေပေါ့နော်ဒီ auto save မလားလို့မေးတယ်အဲ့ဟာကိုကျွန်တော်တို့ကတစ်ခါ save လိုက်တာနဲ့နောက်ပိုင်းမှာ auto save သွား auto save ပြီးမှတ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ nil line လေးကဒါမိတ်ဆွေတို့အတွက်သုံးတက်မယ်လို့မျှော်လင့်ပါတယ်ဒါကကျွန်တော်ဖုန်းမှာပဲမဟုတ်ဘူးပေါ့နော် computer မှာလည်းဒီ nil line အတိုင်းပြန်ကြည့်လို့ရပါတယ်ကို Facebook ကိုရဲ့ Facebook account password တွေကို meet နေဆိုရင်ဒါအလွယ်ကူဆုံးပြန်ကြည့်လို့ရမယ် nil line လေးပဲဖြစ်ပါတယ်ဗျအဲနောက်ထပ် nil line လေးလည်းရှိသေးရေပေါ့နော်နောက်ထပ် nil line လေးကိုကျွန်တော်နောက်ထပ်ဗီဒီယိုလေးနဲ့ဆက်ပြီးတင်ပြီးသွားပါမယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ဒုက္ကင်းတွေကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ